လေးစားချက်ခင်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာပါနဲ့ခင်ပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုဒီထွေးစွာပြန်လဲကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ်ဇော်လ23ရက်နေ့ရဲ့မနက်ပိုင်းသတင်းသူသတင်းကောင်းတွေကိုကျွန်တော်အတူတိုင်းမှာကြည့်ကြမှာဖြစ်ပါတယ်ဒီနေ့မှာတော့ကြောက်ဖြူအောင်ပွဲသတင်းကိုတူတူချာချာကျွန်တော်ကြားမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ပထမဆုံးကျွန်တော်တို့လိုရီးတူရှင်သတင်းနှစ်ပုဒ်လေးကိုကျွန်တော်ရင်ဖတ်ပြပေးပါမယ်နော် ထမသတင်းတပုတ်ကတော့မကွေးတိုင်းပခုတ်ကူမြို့တရုတ်ရှင်ဖျားပွဲသို့ဇေယောက်ရောက်လာတဲ့လူငယ်30ကျော်ကိုချမ်ပတ်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားပြီးမိသားစုဝင်များကရဲစခန်းမှာတွားရောက်စုံစမ်းတော်လဲပြန်လွတ်ခံရကြောင်းဒီတာဝန်ရှိသူတွေကပြောလို့ဒီအရာရှိပါတယ်เนาะအဲ့တော့အချမ်းမစစ်ကောင်စီကအဲ့လိုဖျားပွဲတွေမှာလူငယ်တွေကိုလှုပ်ဆုတဲ့အနေအထားတွေဖြစ်တဲ့အတွက်ပေါ့เนาะအခုချိန်မှာဆိုရင်ချမ်းမစစ်ကောင်စီကဒီ ရှေ့တန်းပါပေါ့နော်သူတို့ရဲ့စိတ်အားအများကြီးပြုံးတင်းနေတာဖြစ်တဲ့အတွက်ခုလိုမျိုးလူတွေကိုမတရားစုနေတာဖြစ်ပါတယ်နော်အဲ့တော့အတော်လာတွေအထူးပဲစင်ကြဖို့လိုပါတယ်နော်နောက်ထပ်သတင်းဘုတ်ကလည်းစကိုင်းတိုင်းရေဦးမြို့ပေါ်ရှိအချမ်းဘက်စစ်တပ်အထိုင်းချတပ်ဆွဲထားသောနေရာနဲ့စစ်စေးကိမြားကို၃ရက်ဆက် drone ဖြင့်ပုံကျဲတိုက်ခိုက်ရာစစ်သား၂ဦးမြေဩဇာဖြစ်ခဲ့ကြောင်း YFC မှတောင်ရှိသူတို့ကသတင်းပို့ထားတဲ့သတင်းရရှိပါတယ်နော်အဲ့ဒီမှာဆိုရင် တောင်ဖက်ထွက်ရှိဂျာဘူဝဲစစ်စီးရေးကိတွေရောက်ရှိနေသောဂျမစစ်ကောင်စစ်တပ်သားအင်အား၃ဦးကို fist win များဖြင့်ဗုံးဒီ၃လုံးချေချတိုက်ခဲ့ကြသောယင်းနေ့တွင်ညနေ6:30နာရီမိနစ်ခန့်တွင်ရေဦးမြို့ပေါ်ရှိအချမ်းဖတ်စစ်ကောင်စီတပ်သားများတပ်ဆွဲထားသောဂျာဖူအဝိုင်းကိနှင့်တိုင်းရင်းစည်ကိုဘုံဒီနှလုံးချတိုက်ခဲ့ကြသောသတင်းရရှိပါခင်ဗျာ။ကဲကျွန်တော် သတင်းတွေဖတ်ပြီးသွားပြီးမှာပေါ့နော်ကျွန်တော်တို့ပထမအဦးဆုံးအရေးကြီးတဲ့သတင်းလေးကျွန်တော်နားထောင်ရပါတော့နော်အခုဆိုရင်တရုတ်ပြည်ကမုန်တိုင်းတစ်ခုကဒီဝင်လာနိုင်ခြေရှိနေတဲ့အတွက်ပေါ့နော် မုံတိုင်းသတင်းကြီးညာပေးထားတဲ့သတင်းလေးကြောင့်နားထောင်ကြည့်လောက်နော်။အောက်ကြ73ရက်နေ့မှာဆိုလို့ရှိရင်တော့ဝူကစ်မုံတိုင်းရဲ့ဆွဲအားကြောင့်မို့လို့မြန်မာပြည်အောက်ဖက်မှာရေကြီးနိုင်တဲ့အခြေအနေကိုကျွန်တော်တို့အသိပေးဓတိပေးတင်ပြလိုပါတယ်။အထူးဓတိထားရမယ့်နေရာတွေကတော့ရခိုင်ပြည်နယ်တောင်ဘက်အာဝတီတိုင်းတောင်ဘက်ရန်ကုန်တိုင်းတောင်ဘက်မုံပြည်နယ် ကရင်ပြည်နယ်တနင်္လာရီတိုင်းတို့မှာ ဆိုလို့ရှိရင်တော့မိုးရေကြီးငားလက်မကနေပြီးတော့6လက်မ9လက်မအထိရုတ်တရက်မိုးရေကိုတွိုက်မယ်နော်ဂျင်ဆိုင်ရမဲ့အခြေအနေဖြစ်လို့မိတ်ဆွေများကိုအတိပေးမျှဝေပေးကြပါထို့အတူပဲကချင်ပြည်နယ်မှာမိုးရေကြီးတိတ္တမ၄လက်မလောက်အထိနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲ ချင်းတောင်တန်းမကွေးတိုင်းရှမ်းပြည်တောင်ပိုင်းရခိုင်ပြည်နယ်တောင်ပိုင်းပဲခူးတိုင်းတနင်္လာရီတောင်ဘက်တို့မှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အခြေအနေရှိပါတယ်။တနေနေ့14ရက်နေ့ရောက်တဲ့အခါမှာလည်းမုတ်တုံလေစီကြောင်းအားနဲ့မြမာပြည်အောက်ပိုင်းမှာဆက်လက်ပြီးတော့မိုးများနိုင်တယ်လို့ပဲမြမာပြည်အထက်ပိုင်းမှာလည်း ုံများနိုင်တဲ့အခြေအနေရှိပါတယ်ထို့အတူချင်းတောင်တန်းသခိုင်းတိုင်းချက်ပိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်နေပြည်တော်ရခိုင်ပြည်နယ်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်ကရင်နိုင်တိုင်းတို့မှာ နေရာကွက်ပြီးတော့မုန်းကြီးနိုင်ပါတယ်အထူးသဖြင့်ရခိုင်ရိုးမနဲ့ရခိုင်ပြည်တောင်ပိုင်းဒဝေကနေပြီးတော့မော်လမြိုင်အထိ နေရာကွက်ပြီးတော့ မိုးရရင်လေးလမငါးလမလောက်ဖြီးရရှိနိုင်တဲ့အနေအထားဟာအနေရရှိလာပြီလို့အတိပေးတင်ပြလိုပါတယ်15ရက်နေ့တနင်္ဂနွေနေ့မှာတော့ရန်ကုန်တိုင်းအောက်ပိုင်းပဲခူးတိုင်းအောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းအထက်ပိုင်းတို့မှာ နေရာကွက်ပြီးတော့မိုးရေကြီး6လမကျော်ကျော်ရွာသွန်းနိုင်တဲ့အနေအထားဟာ ကျွန်တော်တို့တောင်ပြိုခြင်းလမ်းပြိုခြင်းတောင်ဆောင်များမှနေထိုင်သူများမြေချောင်းများမှ နေထိုင်သူများရေအလုံးလိုက်တိုက်စားခြင်းအခြေအနေများကိုခံရနိုင်တဲ့အတွက်ကြောင့်မလို့မိမိတို့မိတ်ဆွေများကို အချိန်မီဂရိပေးကြပါ ထို့အတူပဲအချင်းပြင်းနဲ့သခိုင်းတိုင်းထက်ပိုင်းချင်းပြင်းနဲ့ရခိုင်ပြင်းနဲ့အေရော်ရီတိုင်းပဲခူးတိုင်းမန္တလေးတိုင်းအရှိပဲ ရှမ်းပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ဒီအနေထားဆိုလို့ရှိရင်ကျွန်တော်တို့ဝူတစ်မုန်တိုင်းကြောင့်မြန်မာပြည်အောက်ဖက်မှာတဘာဝဘေးအန္တရာယ်ခံစားနေရတဲ့အခြေအနေ ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ခမန်းချက်တွေကိုမိမိတို့မိတ်ဆွေများကို YouTube ကတစ်စင်းမျှဝေပေးနိုင်တယ်လို့ပဲကိုသက်ထွေးနိုင် Telegram ကနေပြီးတော့လဲ MP3 နဲ့ဆက်လက်မျှဝေပေးကြပါကဲဒါတော့နော်ဒီတရုတ်ဟူတစ်မုံတိုင်းရဲ့အခြေအနေပဲဖြစ်ပါတော့အဲ့တော့မြန်မာပြည်ရဲ့ဒီရန်ကုန်တဝက်ရဲ့ဒီနားလေးတွေကျွန်တော်သတိထားဖို့လိုပါတယ်เนาะတော်တော်ကြီးကိုမိုးများမဲ့အခြေအနေမှာရှိပါတယ် ကဲဒါကျွန်တော်နားထောင်မဲ့သတင်းကတော့ကျွန်တော်တို့ရဲ့လေးစားတဲ့ကိုစီရပေါ့နော်အခုဆိုရင်ထိုင်းနိုင်ငံထဲမှာပဲရိခါစုဆောင်ဒီထောက်ပို့လုပ်ငန်းတွေလုပ်နေတာမဟုတ်ဘဲနဲ့တော်လိုင်းရေးနေပြည်တော်ထိသွားပြီးမှထောက်ပို့လုပ်ငန်းတွေလုပ်တာတွေ့ရပါတယ်နော်အဲ့တော့တကယ်ပဲအသက်ဆွန့်ပြီးတော့သွားရတာဖြစ်ပါတယ်ဒီလိုနေရာသွားတဲ့ခါမှာအဲ့တော့အခုချိန်မှာဆိုရင်တော့သူကတော်လိုင်းနေပြည်တော်ကရေဘရုနဲ့သွားတွေ့တဲ့ဗီဒီယိုဖိုင်လေးပေါ့နော်တော်တော်လေးကိုအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့သူပြောတာကိုသိချက်သွားကြည့်လာနော် မင်္ဂလာပါဒီဘေးရပုံလေးတဲကပါတဲ့ညီလေးကိုတော့အားလုံးတိမှာပါဒါကမွန်ပြည်နယ်မှာရေဘလူတို့နာမည်ကြီးတဲ့ကျွန်တော်တို့ပြည်သူဘက်တော်သားတူရဲကောင်းရေဘလူပဲဖြစ်ပါလေเนาะရေဘလူဟာဒီမျိုးတော်နိုင်ရင်းမှပြည်သူတဲ့အတူတူရက်တည်ပြီးတော့အတက်ကိုဗဒနာမထားဘဲနဲ့ဒီမွန်ပြည်နယ်တတော်မှာပြည်သူကိုဒုက္ခပေးနေတဲ့အာနာရှင်အတိုင်းအဝိုင်းကိုပြက်ပြက်တာတာကင်တွယ်နေတဲ့ တော်လိုင်းရေးဘော်တယောက်ဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ညီမဖြူရောက်ခဲ့တဲ့အချိန်မှာညီလေးရေးဘလူးရဲ့အပိုင်နယ်တဲကအဲညီလေးရေးဘလူးစခန်းကိုလည်းရောက်ခဲ့ပါတယ်အဲညီလေးရေးဘလူးအောင်ပြောတယ်သူစခန်းကိုရောက်သွားတဲ့အချိန်မှာဘယ်လိုပုံစံတွေ့ရလဲဆိုတော့ကဲကြောက်စရာတော့ခေကိုစနစ်ကြတယ်လှုပ်ထားတာကျွန်တော်တွားတဲ့အချိန်ကကလေးတွေထမင်းစားတဲ့အချိန်နှစ်တန်းတို့ရင်မောင်းနဲ့တန်းစီပြီးတော့ထမင်းစားဆောင်မှာတန်းစီပြီးစောက်ဆိုင်နေတယ်လူပေါင်းအင်အားကြောက်စရာပဲ နော်စကန်းထဲမှာပိတ်ဆိတ်နေတယ်အဲ့လောက်လူများလဲစူညံမနေဘူးဆဲလိတ်တို့တခုအောက်ကိုပြစ်ချခွင့်မရှိဘူးနော်ယေဘုစကန်းအဲ့လောက်ထိစီကံကြီးတယ်ပြီးလို့ရှိရင်ယေဘုနေတဲ့ဘက်အချမ်းကတက်တက်အဲ့ဒီဘက်ချမ်းကိုလည်းတတော်လုံးမခေါ်ဘူးဒါအကုန်မလို့ကျွန်တော်တို့ခေါ်လာလာလို့ညီရီဘလူးကပြောတယ်ပြီးလို့ရှိရင်ကျွန်တော်တို့မနဲ့စာနဲ့တီခင်းအက်ခံပေးတယ်နော်သူမနဲ့စာနဲ့ကြွေးတာအဲ့ဒါအကိုတို့လာလို့ခင်းကောင်းတာကိုရေးတယ်ကျွန်တော်ကကျွန်တော်ဆိုရင်ဒီကလေးနဲ့အတူပဲတိုးပြီးစားတာတဲ့နော် တကယ်ကိုတော်လှန်ရေးအတွက်သူပြောပြတဲ့အရာတွေနဲ့အားရဖို့ကောင်းပါတယ်အဓိကကျွန်တော်တို့ကတော့ခုနကပြောသလိုပြည်သူတွေအများစုရှိတဲ့နေရာမှာကျွန်တော်တို့ရက်တီပေးရမှာပဲအဲ့တော့တိုင်းတပ်ဖွဲ့ကိုတွားတဲ့နေရာမှာကျွန်တော်တို့တချို့တည်းပြောတိုင်းဆိုးရပါဝင်တချို့တည်းကျွန်တော်တို့အာမင်းတို့ဘာဖြစ်တယ်ညာဖြစ်တယ်ပြောတဲ့ဟာတွေရှိတယ်နော်ကျွန်တော်တို့ကမြန်မာနိုင်ငံမှာစစ်ဘေးရှောင်ပြည်သူတွေနေရာတိုင်းရှိတယ်အဲ့လိုနေရာတိုင်းကိုရှိတဲ့နေရာမှာစစ်ဘေးရှောင်ပြည်သူကိုတွားကူညီမယ်ဆိုရင် ျွန်တော်တို့ကအဲ့ဒီတက်ဆိုင်ရနယ်မြေကလက်နက်ကန်အဖွဲ့အစည်းနဲ့မပူးပေါင်းမဆက်သွယ်လို့မရဘူးအဲ့တော့ဆက်သွယ်ပြီးတော့တို့ရဲ့ခွင့်ပြုချက်ရှိမှကျွန်တော်တို့ကအဲ့ဒီနယ်ကိုတို့ရဲ့ပံ့ပိုးကူညီမှုနဲ့ကျွန်တော်တို့ထောက်ပံ့ကူညီလို့ရတယ်ဥကင်းပြည်နယ်မှာ KNU နော်စုံမိုးထားတဲ့ data မှာရှိတဲ့စစ်ဘေးရှောင်စခန်းကိုကျွန်တော်တို့ကတွားရောက်ကူညီမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်အဖွဲ့အစည်းဘယ်ပုံကိုဖြစ်ကိုယ်တော်ဘောကိုယ်စံနာနဲ့တွားချင်တယ်တွားလို့မရဘူး တက်ဆိုင်ရာအဖွဲ့အစည်းဆံမှာခွင့်ပြုချက်တောင်းရတယ်တို့ရဲ့ပါဝင်ပူးပေါင်းကူညီမှုနဲ့ကျွန်တော်တို့ကပြည်သူတွေကိုကူညီပေးရတယ်တခါကြောက်ချင်းတိုင်ရင်တက်ဖွဲ့တွေကတို့ရဲ့ရိတ်ခါတွေတဲကနေအဲ့တက်ဆိုင်ရာပြည်သူတွေစစ်ဘေးရှောင်ဒုက္ခရောက်ရင်တို့ထပ်ပြေးရတာရှိတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီကနေရိတ်ခါတွေပို့တယ်ဆိုတာကတိုင်ရင်တက်ဖွဲ့အတွက်တင်မဟုတ်ဘူးเนาะဒီဒုက္ခရောက်တဲ့စစ်ဘေးရှောင်ပြည်သူတွေအတွက်ပဲစစ်ကောင်စီစစ်ကြောင်းထိုးလေးဒီနယ်မှာစခန်းသိမ်းတာပဲဖြစ်ဖြစ်တစ်ခုဖြစ်တာနဲ့စစ်ကြောင်းကောင်စီကစစ်ကြောင်းထိုးတယ်လေးနဲ့ဘုံကျဲတယ် အဲ့ဒီအပေါ်မှာနီးဆက်ရတန်ရင်တက်ဖို့တွေအကုန်လုံးကရှစ်တမပြည်သူကိုစောက်စောက်ရှောက်ထုတ်ကြတယ်နော်အခုကျွန်တော်စဉ်းစားတဲ့အချိန်မှာလည်းဒီလိုပဲကလေးတစ်ယောက်ကကြီးထိထားတာနော်ကြီးထိထားတာဘာဖြစ်လို့ထိတာလဲဆိုတော့ပြည်သူကိုတွားပြီးတော့ကယ်ထုတ်တဲ့အချိန်မှာရွာထဲမှာပြည်သူကပိတ်မိနေတယ်စစ်ကောင်စီကဟိုဘက်ကနေစနိုက်ပါထောက်ပြီးပြစ်နေတယ်အဲ့ဒါကိုအဲ့ဒီပြည်သူကိုကယ်ထုတ်တဲ့အချိန်မှာဟိုကပြစ်လို့စိတ်တော်ပြီးလမ်းထွက်ပြီးတနတ်စလို့တင့်ပြစ်တာ ူ့ဟိုကစနိုက်ပါချထိုက်တယ်ဒီကိုအုတ်ထုတ်ကိုစစ်အုတ်ထုတ်ရှိတဲ့အတွက်ခေါင်းပေါက်သွားပြီမဲ့အတက်ကိုကဲသူ့အတက်မသေးလိုက်နိုင်ဘူးဒါမဲ့တစ်ချက်တည်းအမှပြစ်လိုက်တော့တုံးနေလေးသွားအဲ့ဒါကိုကြံတဲ့ရဲဘော်တွေကရအောင်ဆွဲပြီးတော့သူ့ကိုစစ်အုပ်ကူပေးတယ်အဲ့ဒီလေးကိုလည်းကျွန်တော်အင်တာဗျူးလုပ်ထားတယ်ဒီအင်တာဗျူးဗီဒီယိုဖိုင်ကိုလည်းကျွန်တော်တင်ပေးပါမှာကြားခင်နော်အခုတော့မှညီလေးရေဘလူးရှီကိုရောက်ခဲ့တဲ့အချိန်မှာအဲရေဘလူးကိုတိုင်ကျွန်တော်ဟောနော်ကျွန်တော်ရောက်နေတဲ့အချားအဖွက်နေရာတနေရာမှာရေဘလူးကိုတိုင်လာကြိုပေးတယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ နာမည်မကြီးတဲ့အဖွဲ့တွေနေနေမှာတကယ်လက်တွေ့တက်တက်လုပ်နေတဲ့အဖွဲ့တွေအတက်နိုင်ဆုံးစီစီတို့လည်းကူညီဘာလို့ဆိုပြည်သူတွေအတွက်ဘာလုပ်ပေးတယ်အခုကျွန်တော်တွားခဲ့တဲ့ဒေါနတော့ viewer 33ဒေါနတက်ရင်းမှာဆိုသူတို့ဒေါနတိုင်အပိုင်ထဲမှာရှိတဲ့ကျေးရွာတွေမှာသူတို့တွေဘလို့လေးကူညီတယ်လူတို့ကိုဘလို့စောက်ရှောက်တယ်ဒီကျေးရွာမှာရှိတဲ့အာနာရှင်ကင်းစင်ရေးအတွက်ဘာတွေလုပ်ပေးနိုင်လဲစစ်ကောင်စီကစစ်ကြောင်းထိုးလိုက်ပြည်သူကိုဘာတွေလုပ်ပေးတယ်စသဖြင့်ကျွန်တော်ဒါတွေကိုတွားရောက်လေ့လာခဲ့တယ်နော်အဲ့တော့ရေဘလူးဆိုတဲ့ online မှာမှလူတည့်ရဆိုကျွန်တော်ထင်ထားတာက အာရေးပြတထေးဒီကောတထေးပဲလို့ထင်တာဟိုရောက်လို့သူညီးပြလိုက်တာကိုတော်မှမထိုင်ငိုရင်စိတ်ပေါသွားတယ်နော်လောက်ကတာခက်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 ဟိုးအရင်တော်လိုင်းစဝင်စားဘဝတဲကနေကြုံတွေ့ရတဲ့အခက်ခဲတွေအားစနော်သူကနော်ခဏကပြောသလိုပေါ့သူ့ဗီဒီယိုဖိုင်ကိုသူ့တစ်ဖက်ကရိုက်ထားတယ်အဲ့မှာဒိုင်းမွန်ပေါက်ပြီးတစ်ဖက်ကရန်သူကကုလုံးလုပ်တဲ့အရာတွေနော်တော်လိုင်းမှာကြုံတွေ့နေရတဲ့အခက်ခဲတွေတလကိုကုံဆက်ဒီရဲဘော်တွေအတွက်စားစေးကုံရက်စေးတွေနော်အထူးသဖြင့်ရေးမြို့မှာရှိတဲ့တထေးတွေ ကူညီကြလားညီလေးတို့ကိုတဲ့ကျွန်တော်ဒဲ့ပြောရဲတဲ့ရေးမျိုးမှာတဖေးတဲ့တပုံကြီးပဲတဲ့ဒါပေမဲ့စစ်ကောင်စီကဟဲ့ဘလောက်ပဲတအယိုဘလောက်ပဲလုပ်ငန်းချင်းခုဘလောက်ပဲဆိုသူတို့အကုန်ထဲကြတယ်ရေးဘလူးတက်ဖွဲ့ကိုရေးမျိုးမှာရှိတဲ့ဘယ်တဖေးမှထောက်ပံ့ဘူးတာမရှိဘူးလေရင်နာရဲတဲ့ကျွန်တော်ကျွန်တော်တို့လုပ်နေတာကအားလုံးအတွက်ကိုလုပ်နေတာလူမျိုးတစ်ခုတည်းနေရာတစ်ခုတည်းလုပ်နေတာမဟုတ်ဘူးဒါပေမဲ့အချို့တလေလူတွေကြတော့စစ်ကောင်စီနဲ့ပဲတန်တဲ့အတိုင်းဝိုင်းတက်တက်ရှိတယ်ဆိုတော့ဟာတူ ညီးပြတယ်ဗောနော်အဲ့တော့ကျွန်တော်တို့လည်းဒီမှာဒီမင်းအတွက်ကျွန်တော်တို့စံအိတ်တရားစာဗောကိုကြီးထောက်ပံ့ခဲ့တယ်အဲ့တော့ဟိုမညီးရေးပြီးပြောထားစကားလေးခဏနောက်ဟောင်းကြည့်ပါနော်အော်မေမင်္ဂလာပါခင်ဗျာကျွန်တော်ယင်းမှုတဲ့ရေကိုဌာနရဲ့ PST လက်ဝတ်ချက်မှာပြီးပို့လာခဲ့တဲ့မြန်မာငွေကျပ်390တိကိုကျွန်တော်ယင်းမှုတဲ့ရေမှာလက်ခံရရှိပြပါတယ်ဒီမြန်မာငွေကျပ်390ကိုကျွန်တော်လွှဲနေတာအသုံးပြုကောင်းပါပြပါခင်ဗျာ ဘုရားကိုပြုပေးတဲ့သူရှင်များအားလုံးအထူးကျေးဇူးတင်ရှိပါခင်ဗျာရောဘောအဲ့ညီလေးရေဘလူးနဲ့အဖွဲ့သားရဲဘော်တွေအားလုံးဘေးရန်ကင်းပြီးတော့အောင်ပွဲအလီလီရရှိပါစေ။တိုင်းပြည်နဲ့ပြည်သူအချို့ကိုဒီထက်မကကာဝယ်ဆောက်ရှောက်နိုင်တဲ့ပြည်သူဘက်တော်သားတွေဖြစ်ပါစေ။အထူးသဖြင့်ခွေးတရားနဲ့တို့တူရဲကောင်းတရားမလဲနိုင်သလိုပဲတွေ့ကြုံခဲ့ရတဲ့ပြည်သူခုခံတွန်းလှန်စစ်ဟဲ့ဒီတိုက်ပွဲတိုင်းမှာ ဘေးရန်ကင်းစွာနဲ့အောင်ပွဲရရှိပါစေလို့ဆုတောင်းပါရစေ။ကိုတို့ပြည်သူတွေဘက်ကလည်းဒီထက်မကဝိုင်းပြီးစူးစမ်းပြီးတော့အောင်ပွဲရအောင်စူးစမ်းပါမယ်နော်။နောက်ထပ်လည်းဒီနိုင်ငံကမှာရှိတဲ့ပြည်သူတွေအနေနဲ့ဒုတိယပြည့်ရေးမြို့မှာရှိတဲ့ကျွန်တော်လုပ်ငန်းရှင်တွေချမ်းသာတဲ့အတိုင်းအဝိုင်းတွေအနေနဲ့ကျွန်တော်တို့ရဲ့တော်လှန်ရေးဘက်မှာနိုင်တဲ့နေရာကပါဝင်ပေးပါအကြောက်တရားနဲ့ခြောက်ခြားပြီးတော့ခင်ဗျားတို့ဘဝတွေနီးရသားကြောက်ပြီးနေကြမှာလား တကယ်အာနာရှင်စနစ်ဆိုးကိုအမြစ်ကဖြတ်အောင်ပါဝင်ပြီးတော့ဟုတ်တယ်မဒီတိုင်းပြည်ပြန်လဲထူထောင်ရင်းမှာပါဝင်ကြမှာလားဥဒါရင်းဘူးဆိုမူမီနယ်ဘက်မှာတကယ်ကိုသူတို့လုံနေတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်တယ်ဒါတော့အဖွဲ့တွေထဲမှာသူတို့ပဲရှိပါတယ်အဲ့တော့နိုင်တဲ့နေရာကဝင်းရံပေးကြပါကူညီပေးကြပါတော်လန်ရင်းကကိုနဲ့မဆိုင်သူတို့နေလို့မရပါဘူးအားလုံးနဲ့ဆိုင်တဲ့ပွဲဖြစ်တဲ့အတွက်နိုင်တဲ့နေရာကပါဝင်ပေးကြပါလို့တိုက်တွန်းပါတယ်ကဲဒါကတော့ကိုစီးရဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်နော်အဲ့တော့ရေဘလူးရဲ့အဖွဲ့နဲ့အတူသူ့ရဲ့ဒီ ူပွေရဲ့စခန်းမှာတော်တော်လေးကိုပေါ့နော်အားရစရာအနေထားရှိရတွေ့ရပါတယ်ဒါအပြင်လူရင်းကလည်းကြောက်စရာကြီးလို့ပြောတဲ့ခါမှာလူရင်းကလည်းများမဲ့အခြေအနေမှာရှိပါနော်အဲ့တော့ဘာပြောတော်လိုင်းမှာအခုချိန်ထိပါဝင်ပေးတာတော်လိုင်းနေတာပဲတကယ်ပဲကျေးဇူးတင်ရပါနော်ကဲနောက်ထပ်ကြောင့်နားထောင်မဲ့တဲ့ကတော့မနေ့ကြောက်ဖြူမှာအချမ်းဘတ်စစ်ကောင်စီတအတုံးယုံကြရှုံးပြီးတော့နော်အလောင်းတွေထလိုက်ထလိုက်ဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ထားတယ်။ဦးသိမ်းမြတ်ပြီးတော့ရင်နားထောင်ကြည့်အောင်နော်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သားတွေရဲ့အလောင်းတွေနေရာအနှံ့ပြန့်ကျင်းနေတယ်လို့ ိုက်ပွဲနဲ့နီးစပ်သူတွေကပြောကြပါတယ်မနေ့ကဇွန်လ17ရက်နေ့မှာကြောက်ဖြူမြို့နယ်ဂုံချွန်းတိုက်နယ်အမှတ်32ရဲတပ်ရင်းသားမှရှိတဲ့အဓိကခန့်စစ်ပြိုက်စိတ်ကတောင်ကျောတစ်လျှောက်မှာတိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးတော့စစ်ကောင်စီဘက်ကအကြဆုံးများနေတာဖြစ်တယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေစီကနေပြီးတော့သိရပါတယ်စစ်ကောင်စီဘက်ကအကြဆုံးများတဲ့အတွက်တပ်သားတွေရဲ့ရုပ်အလောင်းတွေကကြောက်ဖြူမအီကတရာလမ်းမပေါ်မှာ ပြန့်ကျဲနေတယ်လို့ဆိုကြတယ်။အဲ့ဒါဘုံတော့အလောင်းနေ။အလောင်းတွေကရာနဲ့ချီရှိပြီးတော့အလောင်းကောက်မဲ့သူမရှိဘူးလို့လည်းပြောကြပါတယ်။တိုက်ပွဲတုန်းမှာစစ်ကောင်စီဘက်က drone အသုံးပြုပြီးတော့လေကြောင်းကနေပစ်ခတ်တာကြောင့်ပြိုင်းစစ်ကရွာအနားမှာရှိတဲ့ခြေရွာတွေကနေအိမ်တွေပျက်စီးတာတွေလည်းရှိခဲ့ပါတယ်။စစ်ကောင်စီဘက်ကအကြဆုံးများတဲ့အတွက်ဇွန်လ10ရက်နေ့တုန်းကစစ်တွေကနေကြောက်ဖြူကို Navy နှစ်စီးနဲ့စစ်ကူပို့ခဲ့ကြောင်းလည်းသိရပါတယ်။စစ်ကောင်စီကရက်တိုက်ရင်ဝင်းကျင်ကနေ နီးမျိုးစုံအုံပြုပြီးတော့ AA ကိုတိုက်ခိုက်နေတာဖြစ်ပေမဲ့ AA ကထိုးစစ်ဆင်တိုက်ခိုက်တဲ့အခါမှာစစ်ကောင်စီဘက်ကအကြဆုံးများလာပြီးမခံနိုင်တော့တဲ့အတွက်တက်ဆုပ်ပြီးထွက်ပြေးနေရတယ်လို့ဒေတာအတွင်းသတင်းရင်းမြစ်တွေကနေပြီးပြောကြပါတယ်။ကြာပြင်ဖေဖော်ဝါရီလကုန်ပိုင်းလောက်တုန်းကကြောက်ဖြူဒညဝတီရေတက်ချုပ်နားမှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်ကစပြီးတော့အမှတ်32တပ်ရင်းကတပ်သားအင်အား300လောက်ကပြိုင်းစစ်ကရွာမှာရှိတဲ့အလဲရန်စာတင်ကြောင်းဖုန်ကြီးကြောင်းတွေနေရာမှာနေရာယူထားတာလို့ဆိုပါတယ်။ ကဲဒါတော့ကြောက်ဖြူသတင်းလေးကိုကြီးညာပေးထားတဲ့ဥသိမ်းမြတ်ဗီဒီယိုဖိုင်ဖြစ်ပါတယ်เนาะကြောက်ဖြူမှာဂျာမန်စစ်ကောင်စီကအတုံးကြီးကိုကြရှုံးနေတာသိကြပါတယ်เนาะအဲ့တော့ကြောက်ဖြူမှာတော်တော်လေးကိုအချိန်ကြီးစိုးနေတာဟာပေါ့เนาะအဲ့တော့အခုချိန်မှာဆိုရင်ဇော်ဘုံဟောင်းတော့မရှိတော့ဘူးเนาะအခုဆိုရင်ဒီလိုဒက်ပြောရတာမမောတော့အဲ့လိုမျိုးကိစ္စဆိုဒက်ပြောတာတွေ့ရပါတယ်เนาะအဲ့တော့သူဘာတွေပြောလဲချင်တော့ကြည့်အောင်သားသမီးချင်းကိုချင်းမစားတာဘူးလားပေါ့ဘာလို့လဲဆိုရှင်ကိုသားမျိုးမပါတိုင်းမမှန်မဲ့ရတာကိုစိမျိုးမပါတိုင်းကိုနဲ့ပတ်သက်တဲ့သူပေါ့เนาะဟိုမပါတိုင်း ဖြစ်ချင်တိုင်းဖြစ်ဆိုပြီးတော့လှထားတဲ့အခြေအနေတွေအခုစစ်တပ်မှာကဲဒါကတော့တကယ်စစ်တပ်ဘောမှဒီလိုပြောတာเนาะအဲ့တော့သူတို့တာသမီမဟုတ်တိုင်းသူအမျိုးတွေမဟုတ်တိုင်းပေါ့เนาะတင်းတီပစီဆိုပြစ်ထားနေတာဖြစ်ပါတယ်ပြောရမယ်ဆိုရင်စိတ်တော့မကောင်းဘူးเนาะဒီလိုတဲမှာလဲဒီပြည်သူစစ်ဒီပေါ်ရဆွဲပြီးခေါ်ခံရတဲ့သူတွေလည်းအများကြီးပါမှာပဲเนาะအဲ့တော့ဘာပဲပြောပြောလက်နဲ့ကင်ထားပြီးဖြစ်တဲ့အတွက်ရန်သူစင်းကိုဝင်သွားတာဖြစ်တဲ့နေရာမှာဒီဘက်ကလည်းပြန်ပြီးတော့ရှင်းရနေတာရှိပါเนาะအဲ့ဘာပဲပြောခုချိန်မှာဆိုရင်တော့ဒီကြောက်ဖြစ်မှာတော်တော်လေးကိုကြာရှုံးနေတဲ့အကြောင်းဆက်ပြီးပြောတာနားတော့ကြည့်အောင် ဲဥပမာပေးရမယ်ပထမဦးဆုံးအကြီးအမားဆုံးဥပမာကတော့ TK 2566စကန်ကိုကျွန်တော်ဥပမာပေးမယ်နော်အဲတပုံကတော့အခုတင်ထားပါပြီသူတို့ဘက်ကရုပ်တံတွေရောပုံတွေရောသူတို့ရတဲ့လက်နက်တွေအဲသူတို့ရတဲ့စကန်တင်ထားလိုက်ပြီအဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောနေခဲ့တယ်နော်မပြောနေခဲ့ရင်လည်းကျွန်တော်ဘာမှမပြောလို့ဘူးကျွန်တော်ပြောနေခဲ့တယ် TK ကအတိုက်ခံနေရပြီဆိုတော့ကျွန်တော်၃ရက်လောက်တိုက်အစမတိုက်ခင်အချိန်ကလည်းပြောခဲ့သလိုစတိုက်နေတဲ့အချိန်မှလည်းကျွန်တော်ပြောခဲ့တယ် မင်္ဂလာပါမင်္ဂလာပါနော်အဲ့တော့မတိုက်ခင်အချိန်မှလည်းကျွန်တော်ပြောတိုက်နေချိန်မှလည်းပြောခဲ့တယ်အခုကြာသွားပြီ TK ရအဲ့တော့ဒီချင်းရမှာပေါ့ဗျာနော်ဒီစကောင်းဘာလောက်ထားတာလဲတမင်တကာထိုးကျွေးပေးသေးဆိုတဲ့ပုံစံမျိုးလောက်ထားတာကဟာအော်ရယ်ဗျာနော်အန်အော်ရယ်အန်အော်ရယ်ခင်ဗျားတို့အခုအဲ့ဒီစစ်တီတွေရဲ့ခံစားချက်ကိုတို့ဘက်ကခင်ဗျားတို့ခံစားကြည့်စမ်းခေါက်ခံစားကြည့်လိုက် ဟုတ်ကဲ့မဟုတ်အဲ့ဒီအဘဘောမတွေလည်းဝိုင်းခန်းစားပြီးကြည့်လဲကျွန်တော်တို့ကဥမာဖြစ်ဒီဒါမျိုးပေါ့ဒီအရှိကိုအရှိတိုင်းအဖြစ်ကိုအဖြစ်တိုင်းခန်းစားချက်ကိုခန်းစားချက်တိုင်းလုံးမဟုတ်တော့အလုံးမဟုတ်တဲ့ပုံစံတိုင်းရှင်းပြမဟေးဆိုလို့ရှိရင်ခင်ဗျားတို့အဘဘောမများရလဲကျွန်တော်တို့ကစစ်ဘောမနော်စစ်ဘောမနဲ့အဘဘောမနှမျိုးရှိရနော်ခင်ဗျားတို့အဘဘောမများဘောမများရလဲအဘကိုလက်ညှိုးထိုးမှာအဘကိုထိမှာတင်မလောက်ကြောက်တယ်နည်းနည်းလေးပေါ့ဗျာနော်တွတ်ခါတီးခါလေးနည်းနည်းလေးပြောမိရင်တော့မှပဲအဘဘောမတွေကတော်တော်လေးကိုဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင် sensitive ဗောနော hyper sensitive တူကိုရဲဝေခံတော့သူကစစ်ပေါ်မှာကျန်တဲ့လူတွေအပအပေါ်မှာဗောနော်အဲ့တော့ဇောဘောင်းကလည်းစစ်ပေါ်မှာတည်းမှာပါတယ်ဗောနော်အဲ့ဒါကြောင့်အပအပေါ်မှာကောင်းတယ်ရတကောင်ထောင်ထဲဆွဲတင်လိုက်တာဗောနော်အခုတကောင်ကဖင်လန်မှာနေတော့သူ့ကိုဆွဲထည့်လို့မရဗောနော်အတလိုအပ်တာလည်းပို့ပြီးတော့ဗောနော်ဟိုဆစ်ဆစ်ခုံပါလေဟမ်လိုအပ်တာပို့ပြီးတော့ဆစ်ဆစ်ခုံနေအောင်တော့တွေ့တယ်အခု ठीक ठी ठीक ဆိုရှင်ရှိတာမှအင်အားကအခုကြာသွားပြီနော်ကျွန်တော်ပြောရပြီပြတော့ကြာတယ်အားလုံးအင်အား26ယောက်ပဲရှိတာအဲ့ဒီ26ယောက်ရှိနေတဲ့စခန်းလေးက ရိတ်ခါပြက်နေရလဲကြာပြီရိတ်ခါပြက်နေတော့ရိတ်ခါတောင်းတယ်ရိတ်ခါကိုလာမလားဆိုရိတ်ခါမလာဘူးအဲ့တော့အ26ရောက်ကိုအားလုံးကိုကြည့်လိုက်တဲ့ခါကျတော့လဲပါဆာကတဝက်ကျော်တော့ပါပါဆာဆိုတော့ဗျာဟိုဘယ်လိုခေါ်မလို့ဆိုရှင်အမ်ညာတာပါတီနဲ့ပေါ့ဗျာနော်ဘယ်လိုခေါ်မလဲပြောပြီနော်ဝန်ခံပြီခြေထောက်ကိုမပုတ်ပါဘူးကိုကလည်းကိုရက်ကိုဒီသားမှာလုံချုံကြီးဆောက်အောင်ပါရှင်းန်းသွားမှာစစ်တက်ကဟာစစ်တက်ကတကယ်ဒီဖိုင်တာတွေသွားမှာပါဆိုပြီးတော့အမှန်တကယ်တကယ်မှာရှင်းန်းမှာတကယ်ဆော်နေရပါဆာလေးပဲနော်ပါဆာလေးပဲဖြစ်နေတာအဲ့တော့ စစ်ဘောလည်းမမဟောနဲ့ကိုရကိုဖမ်းမယ်ဖမ်းပါသေးတယ်နော်အဲ့တော့ဒီနဆချောက်ရှိတဲ့စကံကိုတစ်ဖက်တစ်ပုံကအင်အား300လောက်နဲ့လာဝိုင်းတယ်ဝိုင်းတဲ့အချိန်မှာလည်းပြောတယ်ကျွန်တော်တို့ကိုစစ်ကူပေးပါနော်ကျွန်တော်တို့ကိုပြစ်ကူပေးပါပေးသလားဆိုတဲ့ခါကျတော့လေအပေးတော့မလို့လို့လာတော့မလို့လို့တောင်းတာတောင်းတာဆိုတဲ့ပုံစံပိုလီတောင်းတာပိုလီတောင်းတာဆိုတဲ့ပုံစံနဲ့တောင်းတာတရက်လည်းတောင်းတာလည်းနှစ်ရက်လည်းတောင်းတာလည်းသုံးရက်လည်းတောင်းထားတယ်စစ်တီဒီထက်ပို့ပြီးတောင်းရင် ကြည်နိုင်မှာတော့မဟုတ်တော့ဘူးဗျာနော်အဲ့တော့ခဏဒါဘလို့လောက်တာလဲကိုသားသမီးများမပါလို့လားစစ်တီတွေကိုထိုးကျွေးပေးတည်လောက်ထားတာလားအဲ့တော့ကျွန်တော်တော့အရှိလို့ရှိတိုင်းပြောအောင်နော်ခင်ဗျားတို့အဖအပေါ်မှာနေလည်းမတတ်နိုင်ဘူးကျွန်တော်တော့မှအခုပို့စေပါတင်ပြီးတော့ဗါလဲအဲ့တို့အမျိုးမျိုးပေါ့ဗျာနော်ဟိုရုပ်ဖြတ်နေရလေးနာမည်ဖြတ်နေရလေးတွေ့ပါလေအဲဒါကြီးနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်အနေနဲ့ဘာမှဘာမှတုံ့ပြန်နေမှာမဟုတ်ပါဘူးမကျုပ်တို့ကတော့လုတ်เสียရှိတာပြောเสียရှိတာလုတ်သွားမှာဖြစ်လို့ပြောမှန်မှန်မှန်တရားတိုင်း ရှိလို့ရှိတိုင်းခြားပြပြောဆိုသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ဗျာဒီစကန်းကဘာမှလင်မလားစီမလားပြမလားဒိတ်ခါမလားဘာဆိုဘာမှမလာတဲ့ခါကျတော့လက်နက်ကြီးပစ်ကူပေးဖို့ကြတော့လည်းဟုတ်ပါထိုင်းနဲ့အရန်ကြီးရဲ့အတွက်ကြောင့်လက်နက်ကြီးပစ်ကူလည်းမပေးနိုင်ဘူးတစ်ဖက်ကလည်းအင်အားကတုံးရအောင်လည်းဝိုင်းထားပြီးသားပြီเนาะအဲ့တော့လေပစ်ကူကြလာလေပစ်ကူလည်းမလာနိုင်ဘူးမလာနိုင်တဲ့ခါကျတော့ဟာတနာဖို့တကယ်ကောင်းတယ်เนาะအဲ့စကန်းက ဟိုဆွေးဆံမိပေါ့ဗျာနော်ဟိုရေရွချင်းချင်းဟိုရေရွချင်းချင်းစစ်တီတာဝန်ကြီးရတဲ့ပို့ခဲ့ပါလေနော်တစ်ဖက်က drone ချတာများဆိုရှင်လုံ40ကျော်ချတာလုံ40ကျော်50အဲ့လိုချတာကံတော့မသေးတာကောအေးစစ်တီရဲ့အဲ့လိုတောင်းတာနောက်ဆုံးပိတ်တော့အဲ့တော့အဲ့လိုမှမဟုတ်ရင်စုတ်မိတ်ဆိုရင်စုတ်မိတ်ပေးလိုက်ရေဗျာနော်ခင်ဗျားစစ်တပ်အနေနဲ့ကဒီစခန်းနဲ့ပတ်သက်ပြီးလုပ်တင်တာပါလို့ဆိုတော့၃ခုရှိတယ်ဗျာအဲစစ်ခုပေးပြီ အပေးရင်ပြစ်ကူပေးလက်နေကြီးပြစ်ကူလက်နေကြီးပြစ်ကူမပေးလို့ရှိရင်နောက်တက်လေရင်ပြစ်ကူပေးဘာဆိုဘာမှမပေးဘူးပြစ်လို့ရှိရင်ရိတ်ခါပို့တယ်ရိတ်ခါမပို့ဘူးအဲ့တော့ဘာဆိုဘာမှမပေးပဲနဲ့နောက်ဆုံးပေးပေါ့ဗျာဟိုမပေးနိုင်တော့မှဘာမှမပေးနိုင်ဟိအောင်လည်းစုတ်လို့ရပြီဆိုစုတ်မင်းရင်တော့ပေးလိုက်တဲ့တယ်မဟုတ်ဘူးလားဘာဆိုဘာမှမပေးပဲထားတာကလက်အောင်ငယ်သားကို ပေးတည်ပြူဟာကြီးဗျာအန်အော့ဖို့ကောင်းတယ်ကျွန်တော်တော်တော်တုံလှုပ်သွားတယ်ဗျာသိလားတော်တော်တုံတုံလှုပ်သွားတယ် တော်တော်မှုသွားတာအဲ့နောက်ဆုံးပိတ်တော့အဲ့ဒီညကျွန်တော်ကြားသိရတော့ဆိုပါဗျာနော်အဲ့ဒီဘက်ခြံ time ဘက်ခြံ body ရော အဘော်ဒီရောဘက်ကနေပြီးတော့စစ်တီလေးတွေကံကောင်းထားမှဆိုတာတို့ရောတို့ဆုတ်ခွာသွားတယ်ပေါ့နော်။ကဲဒါဘုံဘုံမောင်ရေးဘီလူးပဲဖြစ်ပါရဲ့နော်။အဲ့တော့တို့ချမ်းပါတယ်မြန်တဲ့အတိုင်းပဲတော်တော်ကြီးကိုတက်ပြက်နေတယ်ဒီသားဖြစ်ပြီးတော့ကြောက်ဖြူမှာဆိုရင်အတုံးယုံကြီးကိုစတတ်ရှုံးနေတယ်ဆိုတွေ့ရတဲ့အတွက်ပေါ့နော်။မကြခင်ကြောက်ဖြူကိုအာရခတ်တော်အေးရသိမ့်ပတ်ပြီးသွားပြီးဆိုရင်အလစ်အပြောင်းတွေဖြစ်လာနိုင်ပေါ့နော်။အဲ့တော့မင်းအွန်လိုင်းကကြောက်ဖြူကိုမနိုင်ဘူးဆိုရင်ဒီတရုတ်ရဲ့ဒီ ဘလိုက်မှုကလည်းပြောင်းလဲသွားနိုင်မလားဆိုတော့တုံ့ပြန်ချက်မျိုးတွေရှိနေတဲ့အတွက်ပေါ့နော်ဒီကြောက်ဖြူကတကယ်ပဲအရေးကြီးတာဖြစ်ပါတယ်အခုဆိုရင်တော့သူတို့ဘက်မှာတော့ဒီစစ်ဘောမှာနဲ့အပဘောမှာနှစ်ဖွဲ့ကွဲပြီးတော့နော်တော်တော်လေးကိုတက်ပြတ်နေတာဖြစ်ပါတယ်ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေအတွက်ကတော့ဒီဘောမှာဆိုရင်တော့ဘောမှာစင်းနဲ့ထည့်ပြီးအားလုံးကိုတက်ချိန်မှာသိကြတယ်ဆိုတာကိုပြောရင်းနဲ့နောက်တစ်ဗီဒီယိုတစ်ခုထပ်ကြည့်လာနော်ကဲဒါလေဒီရခိုင်တရင်နဲ့ပတ်သက်ပြောထားတယ်ဆီယယ်မစ်ကျော်ရဲ့တရင်ဖြစ်ပါရဲ့နော်အတူလေးတစ်ချက်တားတော့ကြည်လာပြီးလိုက်ပြီးလိုက်တေးလိုက်ပြီးလိုက်ဖြစ်နေကြပါလေ ကြည်လေတုံကြီးကြောက်ဖြူကိုကာကွယ်နေတော်လဲဖက်စစ်တပ်ဟာကြောက်ဖြူကိုလက်လွတ်ရဖို့အခြေအနေဖြစ်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောက်ဖြူကနေတဆုတ်တဲဆုတ်တပြေးတည်းပြေးနေရတဲ့အခြေအနေပါမှ30နှစ်ရဲတက်ရင်အထဲကိုဝင်လိုက်ထွက်လိုက်ပြေးလိုက်လွှားလိုက်အလောင်းတွေကျင်လိုက်တဲ့စစ်ပြေးတဲ့ကစားနေမှ30နှစ်တက်ရင်ထဲမှာအင်အားစုဖွဲ့မှုတွေလုပ်နေတာကိုသိရတဲ့အတွက်အာဂတ်တပ်တော်အင်းနဲ့ပူးပေါင်းတပ်တွေဟာအမှ30နှစ်ရဲတက်ရင်ကိုမှုံမှုံညံ့ညံ့ရှေ့ဖို့ရှေ့ပါမကြခင်ဒီဒိဋ္ဌိကောက်ကိုကြားမှာဖြစ်တယ်လို့ မှ30နှစ်ရဲတက်ရင်းတွေကရဲမိသားစုဝင်တွေစစ်မိသားစုဝင်တွေတခါလေဘေးလို့ရအောင်ရှောင်တာပါမဆိုင်ရဲ့သူတွေမတိကစေချင်ပါဘူးအမှ30နှစ်တက်ရင်းတွေမှာအင်အားတွေစုဖွဲ့ပြီးမဟုတ်တဲ့ရုပ်တွေလုံနေတဲ့ကောင်တွေအတွက်ကြောက်ဖြူမှာ30နှစ်ရဲတက်ရင်မရှိတဲ့တော့ဘူးလို့ဆုံးဖြတ်မဲ့နေဟာဒီနေ့ညလေးဖြစ်သွားတယ်အဲ့တော့တညဦးဒီရေတက်ကတက်မိသားစုဝင်တွေကြောက်ဖြူကအုတ်ချုပ်ရေးပိုင်းကသူတွေမိသားစုဝင်တွေရေတက်စိတ်ကန်းက 第二位，全国表现比较突出的路第二，工作贡献，金华人嘛，其他叫领导人家排名第二，啊，看开人呢，人才人才呀，嘛你讲嘞，现在咱那个东里里嘛，变成一大块的片头路，东里里个家庭大块大块的千年苗圃，怎样嘛吧，多，啊，看得懂伊呀，得不嘛，好主意，主意，等等嘛伊，只要玻璃的呢，思维特别的，对实施效益理解的哩，当然投资股个性质不好，听那个七个路呀。 လူတော်ရေးရဲ့နေဦးတော်လည်းရေးရဲ့စံပြတတ်တော်ဖြစ်ကျွန်တော်ဒီနေ့ကဂုံပြုတ်လို့ပါလေဒါလေးကိုကျွန်တော်နောက်ပိုင်းမှာတိတ်ချလေးပြောမယ်ထပ်ပြော KIA အကြောင်းကြည့်ရအောင်ကချင် stay off that ကချင်ကဗမာကိုပြပြတန်းနဲ့တိုက်နေပြီးတော့ခလိုက်ရ25တော့ကြတ်တော့ဖြစ်သွားအဲ့တော့အဲ့တဖက်မှာပေါ့နော်လုံခင်းကနေဝင်လာတဲ့ဘာကတည်းကဝင်လာတဲ့ဖက်စစ်တပ်ဟာဒီဘာကတည်းကကျောက်တော်ငယ်ရှင်ရဲ့လောက်ွက်တွေမှာအများတိုက်တယ်လို့စက်ကြီးကြောက်ပါလေမပေးတဲ့အတွက် မိဘုံရှုံမှုတွေဆက်ရန်ရတွေဝီရှုံမှုတွေလောက်ပြီးလက်နက်ကြီးတွေနဲ့ပြက်ကတ်တိုက်ခတ်ခဲ့တဲ့တဲ့တွေအားလုံးကြားပြီးသားဖြစ်မှာပါအဲ့တော့ဖခန်ကြောက်လုံးွက်တွေနဲ့ဖခန်အကျိုးစီးပွားဟာဖစစ်တက်နဲ့တရုတ်တွေစီမှာကြီးကြီးမားမားရှိတဲ့တော့ဖခန်ကိုကာကွယ်ဖို့စစ်သား900ကျော်တော့အတက်ကိုရင်းပြီးလုံခင်းဖခန်ကိုရောက်အောင်လာခဲ့ကြတဲ့ဖစစ်တက်ဒီနေ့မော်စီသားကြောက်စိမ့်လုံးွက်မှာရှိနေတဲ့ဖစစ်တက်တပ်ဖွဲ့ဝင်တွေကိုကေအေကပညာနှစ်ဖက်ညှက်ပြီးဘူးတိုက်တာမတာ20ပေါ်ပါတယ်9နိုင်အဲ့တော့ ။ KI နဲ့ PDF တွေဟာမော်စီတာကြောက်စိမ့်လောက်ကွက်မှာစုစည်းနေတဲ့ဖက်စစ်တပ်ကိုနှစ်ဖက်ညက်တိုက်ပါလေ။ဖက်စစ်တပ်ကတော့ကျင့်ဝိမဲ့သွားပဲ။တနက်တနက်ချင်းတတိရှိရှိမပြစ်နိုင်တဲ့အခါကျအယက်သားပြည်သူတွေကိုရန်တမ်းပစ်ခတ်မှုတွေလုပ်ပါလေ။ယက်သားပြည်သူတွေကိုစစ်တပ်ဟာအချက်ပတ်တပ်ဖြတ်ခဲ့တဲ့တုံးရုပ်လောင်းတွေကိုလည်းတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်လုံးခင်းမော်စီတာဖျားကုန်းမိလာနောက်ပိုင်းမှာတဆွဲခဲ့တဲ့စစ်တပ်ဟာ KI PDF ပူပေါင်းတက်တွေနဲ့ပြင်းပြထထတိုက်ပွဲတွေဖြစ်လာနိုင်စရာရှိတဲ့အတွက်ဘာကံတကြောကပြည်သူလူကဘေးလို့ရအောင်ရှောင်ထားပေးပါနော် ဘာစစ်တပ်ကတော့ရန်တမ်းပစ်ခတ်မယ်ကျင့်ဝတ်မြင့်မယ်အပြစ်မဲ့ပြည်သူတွေကိုဒဇာတန်လုံးမယ်ဖမ်းဆီးမယ်လူရက်မယ်။ဒါပြင်မှာလဲတပ်တိတက္ကရာကြီးကရှိပြီးသားပဲ။ဖားကံမှာလောက်ွက်တွေကိုမိပုံရှုပ်နေတယ်။ဖားကံမှာကျောက်စိမ့်လောက်ွက်တွေကကားတွေအရက်သားပိုက်ကားတွေကိုလက်လက်ချင်းပစ်ခတ်မိရှုပ်နေတယ်တနည်းနဲ့ကြားပြီးသားဖြစ်တဲ့အတွက်ရှင်းရှင်းဝေးဝေးမပြောတော့ဘူး။ဘမော်နဲ့ဖားကံမှာတပြိုင်နဲ့စစ်နေတာဖွင့်ထားတဲ့ကြိယာကြီးရဲရဲနှစီကိုမကြင်ကမှပစ်ချပြီးကျွန်တော်တို့ မိကိုအစ်စ်ဖြစ်တဲ့ကျော်စွာဝင်းလာကျော်စွာဝင်းလာကျော်စွာဝင်းစင်မင်းသားလို့ခေါ်တဲ့ဒီနိုင်ကိုကေးမှုအစ်စ်ဒါတော့ဗောနော်ရခိုင်နဲ့ကချင်သတင်းတိစပ်ပြီးသွားတယ်ဆယ်လမီကျော်သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့ဘယ်နေရာမှာပဲချစ်ချစ်ချမ်ပီယံစ်ကောင်စီကအတုံးယုံကြာရှုံးနေတာဖြစ်တဲ့တော့ဗောနော်ကျွန်တော်တော်လိုင်းမှာတော့တော်တော်ကြီးအားတာနေတဲ့နေသားတွေဖြစ်နေပါပြီနော်အဲ့တော့မကြခင်ပါလေဒီထရီထိုးစစ်ကြီးနဲ့ဗောနော်ထပ်ပြီးတော့တက်ကြည့်မယ်ဆိုရင်တော့ချမ်ပီယံမင်းအောင်လိုင်းအဖွဲ့ရရရဆက်ရှိမှာမဟုတ်တော့ပါဘူးနော်အဲ့တော့ဒီ နိုင်ငံရေးတန်တမာရေးဒီစီရေးနှီးပေါင်းစုံကနေအခုချိန်မှာချမ်းဖတ်မင်းအောင်လာကြာရှုံးနေပြီဖြစ်တယ်တော့နော်မကြခင်ကျွန်တော်တို့ပြည်သူတွေဒီပျော်ရွှင်ရတော့မယ်နေ့မကြခင်ရတော့မယ်ဆိုတာကိုသုံးသပ်ပြောဆိုရတဲ့ကျွန်တော်ပြည်သူတွေကိုဆုံးသက်လိုက်ပါတယ်နော်ဟုတ်ကဲ့အစားဆုံးကြည့်ပေးကြတယ်မြို့ပြည်သူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ယူကြပါခြင်းနဲ့ပြည့်စုံပြီးတော့ချမ်းဖတ်မင်းအောင်လာရဲ့စစ်ပေးကလင်ပေးဘေးနဲ့ပေါင်းစုံမှာကင်းလို့ကြပါစေလို့ကျွန်တော်ယနေ့ကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ